ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘယ်လိုဇာတ်လမ်းလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်တော့မယ်နော်။ကျွန်တော်ဘွားမှာဒီအဖြစ်ပြက်ဟာအံ့ဩစရာကောင်းလာတဲ့တကယ့်ကိုတွေ့ဖြစ်ရဆမ်းမှာပဲဗျာ။တနေ့ရန်ကုန်ကနေသုံးခွမြို့ကိုအတွား တထေးကွင်းဆိုတဲ့ကြေးရွာအဝင်လမ်းခုလက်မှာတော့လူကြီးတယောက်ကကားကိုလှမ်းသားနေရတဲ့မရက်ချင်ရက်ချင်းရက်ပေးလိုက်ရပါတယ်။အချိန်ကမိုးတက်၁၂နာရီ၃ခွမှတွေ့ရမယ်။ရေလုံငန်းရှင်နဲ့ချိန်ထားတာကညနေ၄နာရီတတိပါ။မရက်ပေးပြန်ရင်လည်းကားကလူကြီးကိုဝင်တိုက်သွားနိုင်ွယ်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူကြီးကလမ်းလေကောင်ကပိတ်ရက်လိုက်ပြီးလက်ကားရခြေကားရနဲ့တားနေလိုပါပဲ။ကားဘရိတ်ကိုတိကနေရက်ပြီး တကားဖွင့်လို့ဒေါသနဲ့လှမ်းကြည့်လိုက်တော့အသက်80ကန့်လူကြီးခန္ဓာကိုယ်ပေါ်မှာပေါက်ပြဲဖွာလန့်ကျဲတိုက်ပုံအဖြူကြီးကရင်ဘတ်ဟပြဲဟပြဲအောက်မှာတော့လက်ဝါးတတခန့်အင်းစားမအကွက်ကြီးနဲ့ညနာ၄တောင်စပင်ရှီတွေခုတ်ပေါ်ဝဲကြပြီးကြောလေလောက်မှပြန်ကျဲလို့မုတ်ဆိတ်မွေးဖြူဖြူနှက်ခမ်းမွေးဖြူဖြူများကလည်းညနာပေါ်မှာတင်းကြံရဲ့ကြည်ဗက်ဆက်ထဲမှာလည်းကွန်ဝါနေရပလုတ်ပလောင်ကွန်တရီကရင်ဘတ်ပေါ်ကိုစီးကြပေးကြလို့ လွယ်အိတ်အညိုဖောက်ပေါက်ကြီးကိုဘဲဘက်ပခုံးပေါ်မှာလွှဲလို့ပတ်စူဝအဖြူကွက် အရှောင်မပေါ်ညထိထိနဲ့သူ့ဝကားနာကိုရဲကျက်ကျက်ပြုံးဖြဖြနဲ့ကတ်လာနေပါတယ်။သူ့ကိုယ်ဟာစိုးဝတဲ့အနတ်တက်ကလည်းဟောင်းနေနေရပဲလေ။အယူများလားကိုကျွန်တော်ဇနီးကခတ်တူတူပြောလိုက်ပါတယ်။သရောင်းစားနဲ့တူပါရဲ့ကွာအရေးတယ်ကားတိုင်သိုံမယ်ဘာကိစ္စလဲဖိုးကြီး။ဟုတ်ဟုတ်မောင်ရင်တို့ကားနဲ့ သုံးခွမြို့တွေကိုအကြုံလိုက်ချင်လို့ပါဖီကြည်စမ်းမောင်ပြန်လူပုံကနန်းဟောင်းဆုပ်ပြညစ်ပတ်လို့သူ့လိုလူကကြုတ်ကားနဲ့အကြုံလိုက်ချင်လို့တဲ့ကအလကကားမှမဟုတ်ပဲလေပါကျဲရိုးဥစ္စာအဖိုးကြီးကတန်ရတန်ရမပြောဘူးပြရှားရော့လေကြုတ်ခမရောက်တင်မတော်နိုင်ဘူးလမ်းစင်မရှင်ပေးခဲ့မယ်ရော့ကျွန်တော်ကအဲ့ဒီလိုပြောပြီးတရားရန်တရက်ကိုထုတ်လို့သူ့ပေးလိုက်ပါတယ် ကာကာကတော့ငါ့မှလည်းပါပါတယ်ကွာမင်းကအကောင်းစားနဲ့လိုက်ချင်တာပါမြန်မြန်ရောက်ချင်လို့ပါမတင်နိုင်ဘူးဗျာဖေကျွန်တော်ကကားတကားကိုစောင့်ပိတ်ပြီးဆက်ကိုနှိုးလိုက်ရောအဖိုးကြီးကကပြကေကအနားတွလာပြီးကားတကားကိုကိုင်းတဲ့ကနေပတ်စံပေးချင်ပေးပြရစီကွာဘလောက်ပဲဖြစ်ဖြစ်ပြောပါအရေးကြီးလို့ပါကြည်စမ်းပြလူကြီးရောနှစ်ပြားမတန်ဟုတ်ဆုပ်ပြတ်တက်လို့ပါချေတို့ကောက် ကားကပြီးစီမဲတဲ့ဘလောက်ဖြစ်ဖြစ်တဲ့ဒါနဲ့အမြင့်ကလွန်းလို့စကားပြတ်သွားစီချင်တာနဲ့နှစ်ထောင်ပေးနိုင်မလားဟင်နှစ်ထောင်နှစ်မှန်လောက်ရှိတဲ့ခကြီးကိုနှစ်ထောင်ပေးနိုင်တက်မပေးနိုင်နေခဲ့နေနေပါအောင်အဲ့ဒီနောက်သူ့လက်အိတ်ဆုပ်ကြီးတွေကိုလက်နိုင်ထုတ်လိုက်တော့တရေပက်ဆက်အိတ်အဟောင်းတစ်လုံးထွက်လာပါတယ်အဲ့ဒါကိုဖွင့်လိုက်ပြီးချက်ချင်းပဲတထောင်တက်နှစ်ရွက်ကို ထုတ်ပေးပါရောလေရော့တကားဖွင့်ငါလိုက်မယ်ကျွန်တော်အံ့ဩသွားရတယ်ဗျာငါပြစီတစေမရှိနိုင်ဘူးလို့ထင်ထားတဲ့အယူးလိုလိုတရောင်းစားလိုလိုလူကြီးကကော်နဲ့ဆက်ကူနဲ့တင်းနေတဲ့တထောင်နဲ့နှစ်ရက်ကိုလမ်းပေးနေအောင်မြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တို့လင်မယားမျိုးလုံးတွေကျဲသွားကြရောလေဒီမှာအဖိုးကြီးဘာလဲကွယ်နဲလို့လားနဲလို့ပြောနေမှာမဟုတ်ခမည်းလိုနန်းဟောင်းဆုပ်ပြက်နေတဲ့လူနဲ့ ဒီပါချယ်ရိုးနဲ့မတန်လို့ပဲဖဲဆက်ရှင်ကိုလီပါမြစ်တင်လာရော အဖိုးကြီးကနောက်တလန်းဆုံရင်ကမင်းရဲ့ကကားဆုပ်ကားပြက်ကြီးပါကွာ စီလေသုံးခွာဒီနေ့ရောက်မှာမဟုတ်ဖီးကျွန်တော်ဒေါ်ပပနဲ့ဒရွေးတစ်ချက်ထွေးလိုက်ပြီးကားအောင်ဆောက်ထွက်လိုက်ပါလိမ့်အဖိုးကြီးကနောက်ကနေကျွန်တော်ကဆောက်ကြီးအောင်ကြီးထွက်သွားပုံကြည့်ပြီးတဟားလောက်ပြေအော်ရဲလို့ဒါနဲ့ကားနောက်ကြည့်မှန်တဲ့ကနေ မတိမတာလှမ်းကြည့်လိုက်တော့သူ့ပဲနောက်ကားတစ်စီးကိုကားနေပြန်မာရုံသူ့လိုညစ်ပတ်ဆုပ်ပြက်နေတဲ့သရောင်းစာယူကိုဘဲကားသမားကတင်မာလဲပြန်တော့ဒီလိုနဲ့တထေးကွင်းကနေသုံးကားမြို့ဝင်ခါနီးလဲကြာရောကျုပ်ရဲ့ပါဂျက်ရိုကရုတ်ရက်ထိုးရက်သွားပါရော လီပါအမျိုးမျိုးစမ်းနေကားလုံးဝမလှုပ်ဘူးဒါနဲ့ဆက်ကောင်းဖွင့်ကြည့်လိုက်တဲ့စီပြောင်းမီးပြောင်းကိုကြည့်ရင်ဂီယာညက်ညက်ကြည့်ရင်အားလုံးကောင်းမှရက်နဲ့ကားကဆန်နှုတ်လို့မရဘူး အချိန်အတန်ကြာသွားပြီးဒါနဲ့ခလလန်ဒက်စီဆိုင်နာဘက်ကကားဝက်လျှောက်သွားပြီးဆက်ပြင်းစရာကိုခေါ်လို့ကြည့်စီရင်သူတို့ကလေကားဆက်ကောင်းရောကလက်ရောဂီယာရောစီမင်းရေစရီရောစစ်ဆေးလိုက်ပါရင်အားလုံးကောင်းပါလေဆရာကောင်းနေတာပြောတာဆက်ကနှိုးလို့မရဘူးဗျအဲ့ဒါတော့ကျွန်တော်လူလည်းမလုပ်တော့ခင်ဗျာဒါနဲ့လုံအားခရှင်ပေးပြီးစိတ်ငြင်းနေနီးရလက်ဖေးဆိုင်မှာထိုင်လို့လက်ကောင်ဖုံးနေ သုံးကတတိဥညွတ်ရွှေကိုနှမ်းဆက်ပြောနေအောင်လင်းကျူစာကတစီတက်ဖို့ဖို့တက်ပြီလို့ကျွန်တော်ကနေထိုးရနေပြန်မာရောကားပေါ်ကသတနာနာအသက်30ခန်းမိမတူးဆင်းလာပြီးကားဆက်ခန်းကို သူ့ရဲ့ driver နဲ့အတူဆစ်ဆေးပါရောပြီးတော့ဆက်နိုးကြည့်ရဲ့နောက်ခန်းကခက်ခက်ဝဝရွှေအပြင်းနဲ့မိမကြီးရဲ့ခြာတိတ်တူးရဲ့ဆင်းလာပြီးမေးချပြန်ပါတယ်အဲ့ဒီမှာတာတာနာနာ ခေပညာတဟန်အမျိုးသမီးကကျွန်တော်တို့မြင်သွားပြီးဒီနားမှာကားဝက်ရှော့များမရှိဘူးလားရှင်ရှိပါတယ်ခင်ဗျဟိုတက်စီဆိုင်မြောက်ဘက်နားမှာပါကားဘယ်လိုဖြစ်လို့လဲမောင်းလာတော့အကောင့်မဲ့ရှင်ဒီနားရောက်ရောမောင်းလို့မရတော့တာပဲအဲ့ဒီမှာကျွန်တော်ကဘာရဲလို့မဟုတ်ကားဆက်ထွက်တော့ကနောက်ချိန်မှန်ထဲမှာမြင်လာရတဲ့မြင်ကွင်းကိုတရိယာပြီးမေးလိုက်မိပါတယ်အမကြီးကားကိုအယူးလို့လို့တရောင်းစားလို့လို့ဖိုးကြီးတူ တားလိုက်တယ်မဟုတ်လားယင်ကျွန်တော်မိကုံကြောင့်အမျိုးသမီးကြီးမျက်လုံးကျဲသွားပြီးသူ့ရဲ့ driver ကိုဝက်လျှော့ရှိရာလှစ်လိုက်ရင်းကနေကျမနမည်အေးမြတီရာလို့ခေါ်ပါတယ်ရှင်မစွန်တောင်မှနေပါတယ်ဟုတ်ကဲ့ကျွန်တော်နမည်ကကိုကောင်းမြတ်စီသူပါဒါကျွန်တော်စနီမိသားကြီးပါအမကြီးဟုတ်တယ်ရှင်ကိုကောင်းမြတ်စီသူမေးတယ်လို့ပါပဲတထေးကွင်းရွာအနောက်မှာတိုက်ပုံရှင်ကွဲပစိုးဖင်ပေါလွယ်အိတ်ဆုပ်ကြီးလွယ်ထားတဲ့ နှက်ခမွေးဖွားဖွားစပိရှိဖွာလန်ကျဲနဲ့အဖိုးကြီးကကျမကားနဲ့အကြုံလိုက်ချင်လို့တဲ့မှန်ရပြောရရင်လူဆိုးမှန်လူကားမှန်လည်းမသိဘူးလေလူကလည်းနန်းဆောင်နေတော့ကျမတို့ကမတင်ဘူးပေါ့အဲ့ဒါတောင်းတလောက်ကားကပေးပါမယ်ဆိုပြီးစမ်းတော့စမ်းနေကိုကောင်းမြစီသူရဲ့လူနဲ့မတန်အောင်ပါပဲတထောင်နဲ့တစ်ထက်ကြီးဆွဲထုတ်ပြီးဈေးတာပြောပါလောက်ပါရောကျမတို့ကတခိုးတမျှအမှုချမ်းသမားဖြစ်ရင် ကိုကြိုးနေချည်ရဲဆိုပြီး ကားတရချံမောင်းထွက်လာခဲ့ရပင်နောက်ထပ်သူ့အဘာများပြောလိုက်တယ်လေအမကြီးအေးအေးနေအောင်ရှောက်ကြတက်မယ်စောင်းရွက်ပြီးအော်ပြောလိုက်တည်းကားဆုပ်ကြီးစီးပြီးကြီးကျယ်ကြအောင်မော်တဲ့အခုကပြတ်နေပြီတဲ့ကျွန်တော်တို့လည်းအဲ့ဒီလူကြီးနမိတ်မရှိနမမရှိ စကားပြောလိုက်လို့အမလို့အဖြစ်မျိုးကြုံရတာပဲဟင်ဘလို့ဘလို့ဒါနဲ့လန်ခီမှာအဲ့ဒီဖိုးကြီးနဲ့တွေ့ကြုံရပုံအချောင်းဆောင်ကနေ ကားဆုပ်ကြီးကားပြတ်ကြီးပါကွာလို့အပြောခံရကနေထူထူဆန်းဆန်းဒီညမှာကားလာပြတ်နေအကြောင်းနဲ့ဆက်ပြင်းစရာများ လာကြည့်ပေးပြီးတဲ့အချိန်ကားဆန်းလို့များတဲ့အကြောင်းပြောပြလိုက်တော့လေးခူစာကားပိုင်ရှင်ဒေါ်အေးမြတီးရနဲ့သူ့ရဲ့ဧည့်သည်များအံ့ဩနေကြပါတယ်။မကြခင်ကားဝက်လျှော့ကဆက်ပြင်းစရာများရောက်လာပြီးလေးခူစာကားကို အမျိုးမျိုးဖွင့်နှက်ချုပ်ဆစ်စေးလိုက်ပါတယ်။ကားမှာဘာချုံးရဲ့ချက်မှမရှိပါဘူးခမ။အားလုံးကောင်းပါတယ်။ ဓာတ်နဲ့ကားကိုဆက်နှိုးကြည့်ပါတယ်။တော့ဖင်စတက်တောင်းနဲ့လီပေါင်းနေပေမဲ့ကားစီကချောင်းအတန်တော့မကြရဘူး။နောက်ဆုံးဆက်ပြင်ဆရာများကိုလိုအပ်ခပေးပြီးကျုပ်တို့ကားဖို့တန်ဆက်မောင်းမရတဲ့အဖွဲနှဖွဲလက်ဖေးဆံမှာထားမိဟမ်းမုတ်တခါခိုင်းနဲ့ပတ်သက်ရပတ်သက်ကြများကို ဖုံးဆက်အကြောင်းကြားကြရော။အဲ့ဒီချိန်မှာ ရန်ကုန်တန်လင်မသည့်သုံးခွခေရမြို့များသို့သွားနေလမ်းကကိုပိုင်ကားများကိုဆင်ဆက်မပြတ်မသည့်ချိုးချိုးကြကြတွေးလိုက်ရပါသည် ဒီလိုနဲ့အချိန်နာရီအတန်ကြာသွားခဲ့ပါတယ်အချိန်တနာရီခွဲနှစ်နာရီခန့်လည်ကြာရောကားမတန်တစ်ခုကနေအဖိုးကြီးတောင်ကျွန်တော်တို့ရှီအားလက်ဖေးဆိုင်ထဲသို့တက်တက်မတ်ဝင်လာပြီးထိုင်ခေါ်တစ်ခုမှာဝင်ထိုင်ကမိုင်လိုဝမ်းဟေအလိုလေးဘသူများလဲလို့ကြည့်လိုက်တော့လမ်းမှာကျွန်တော်နဲ့ကြုံခဲ့ရသူတိုက်ပုံရင်ခွဲအင်းစားမကွက်ကြီးနဲ့အဖိုးကြီးနမိတ်မရှိနမမရှိပါလားခင်ဗျာဟေးစပွဲထိုးရီ မိုင်းလိုတခွဲဆိုတာမကြောက်လားနားပင်းနေလားဇပွဲထိုးကောင်းလေးများကအယူတရောင်စာချင်းမမှုယူဝင်လာပြီးမစားဖို့မတောက်ဖို့တာမှတ်လို့ကြီးကျယ်လေလုံးထွားနေရမှတ်ပြီးမိုင်းလိုမရှိဘူးဗျဘာရှိလဲတူရှည်ရမယ်ပဲပြကြော်ရမယ်ဟာဟာဟာစပွဲထိုးကောင်းလေးရဲ့အပြောကြောင့်အခြားစပွဲထိုးကောင်းလေးများရောလက်ဖက်တောက်နေကြသူအချို့ကပါဝိုင်းအောင်ကြပါတယ်မိုင်းလိုမရရင် အိုပါတင်ပြပြတစ်ခွက်ယူခဲ့ကွာရှယ်နော်ရှယ်အဲ့ဒီမှာစပွဲထုတ်ကောင်းလေးရအိုပါတင်ဖို့ရပါလို့လားဘာကြီးရဘလောက်မို့လို့လဲငါလူရလုံးပေါင်းမများပါဘူးဗျာဒါလေးများဒါလေးများရော့ကြိုက်တဲ့အရွက်ယူသွားအယူလို့ဖူးကြီးကဘက်ဆက်ကအဲ့ဒီလို့အော်ပြောလိုက်ရင်ကလွယ်အိတ်အဆုပ်ကြီးတွေကိုလက်နက်ပြီးစပွဲပေါ်ကိုငွေဆက်ကူချိုးတင်လိုက်ရောဟင်ဟာဟင် ဇပွဲတို့ကောင်းလေးတွေရောလက်ဖေးတောက်နေကြရင် ကျွန်တော်တို့အုပ်စုရော မြင်လိုက်ရတာကဇပွဲခုံပေါ်မှာ90တန်း၊ရာတန်း၊200တန်း၊900တန်းနဲ့တထောင်ကျပ်တန်းငွေဆက်ကူအများအများ အားလုံးဟာလူနဲ့မလိုက်အောင်ငွေတွေပုံပြနေရဲ့အယူလိုလူချို့ကြည့်ပြီးအံ့ဩနေကြပါတယ်။တရတန်ချစ်အရွက်ကိုရှူသွားမြ мян လောက်ကြပါကွာငါခီးသွားစရာရှိနေလို့ပါကြီးတယ်မှာပဲကြာလိုက်တာအဲ့ဒီမှာပဲစပွဲထုတ်ကောင်းနေရော ောင်းနာကပန်းရှင်မိမရော အဖိုးကြီးကိုပမာမကန်မလုပ်ရဲတော့ဘဲအိုပါတင်းတစ်ခွက်အမြန်ဖျော်ပြီးရေရိုတသိချပြလိုက်ပါရင်ဟေး secret အကောင်စာရှိလားဗျာ secret ရှိလားလို့မင်းညာနားမကောင်းလားဟုတ်ဟုတ်ကဲ့ရှိရှိပါတယ်ခင်ဗျာခခဏလေးပါစပွဲထူကဘူးခွက်လေးချပြလိုက်ရော အဖိုးကြီးက secret တလေးမင်းညစ်ခဲ့ပြီးနှစ်ဖာသုံးဖာဖားလိုက်ပါရင်ပြီးတော့ထိုးချလိုက်ပြီး နောက်တစ်လိမ့်မင်းကြီးလို့ဒူးနဲ့ဖွာနေလိုက်ပြန်ရောပြီးနောက်နှစ်ဖွာသုံးဖွာဖွာပြီးထိုးချလိုက်ပြန်ရောအဲ့ဒီနောက်နောက်တစ်လိမ့်ကိုမင်းကြီးပြီးစေပေါ်လေးကြိုက်ခဲသလိုခဲလို့လက်ဖက်ဆိုင်ကလူတွေမျက်နှာကိုတအုပ်ချင်လိုက်ကြည့်နေပါတယ်ဒီမှာကျုပ်တို့အုပ်စုကိုတွေ့သွားပြီးလက်ညှိုးထိုးချပါလေရောဟာဟိုမှာကားစုပ်ပိုင်ရှင်နေမဟုတ်ဘူးလားကွဟာဟာဟာသူရဲ့စကားကြောင့်လက်ဖက်ဆိုင်ကလူအချို့ကကျွန်တော်တို့အုပ်စုကို မျက်လုံးပေါင်းစုံနဲ့ဝိုင်းကြည့်နေကြရော ကြည်ပြတင်းရထောက်တက်နဲ့လင်းခရူစာနဲ့ပါချေတို့ကိုလက်ညှိုးထိုးပြီးကားစော့ပိုင်ရှင်နေမဟုတ်လားတဲ့အသက်လွတ်ကြည့်ပြအဲ့ဒီမှာကျွန်တော်ကထားချမ်းမလို့လောက်ရောအသက်ကြီးရဲ့လင်းခရူစာပိုင်ရှင်အမကြီးဒေါ်အေးမြတီတာကကျွန်တော်လှန်သားပြီးအသာထိုင်ရကထားလို့အဖိုးကြီးရှိရာကိုခြေလဲမမှန်နဲ့တွားလိုက်ပါလိလက်ဖေးဆိုင်တွေကခီးသွားများကလည်းတခုခုတော့ဖြစ်တော့မှာပဲဆိုပြီးအာယုံဆိုင်နေကြပါတယ် အဖာနေကောင်းလားအမကြီးဒေါ်အင်းမြတီရာကချိုသားပြောင်ပြောင်နဲ့လေးတန်းနဲ့အဖိုးကြီးကိုသွားနှုတ်ဆက်လိုက်ရောအယူးလိုဖိုးကြီးကတိုက်ပုံအင်ဂျင်နှစ်ဆကိုရမ်းရခရင်ကပြုံးလိုက်ပြီးတော့ငါနေကောင်းပါလေနေမကောင်းတာနေနိုးနဲ့ကားနစီမဟုတ်လားဟုတ်ပါရင်အဘရေအဲ့ဒါသမီးတို့အဘကိုအခုညီတောင်းချင်လို့ပါ ဟေး ငါဝက်ရှော့ကဆက်ပြင်စရာမဟုတ်ဘူးတမီးရဲ့ကားနေမကောင်းရင်ကားဆက်ပြင်စရာသွားခေါ်လေဟာခေါ်ပြီးပြီအဖရဲ့ဘာပြောလဲကားနှစ်စီးစလုံးနေကောင်းပါလေတဲ့ဟေးဒါဒါဆိုလူနေမကောင်းလို့နေမှာပေါ့ဟာဟုတ်ဟုတ်ပါတယ်အဖရဲ့တမီးရောဟိုထိုင်နေရဲ့မောင်ငယ်ရောမကောင်းခဲ့ပါဘူးရှင်အဖလိုက်ချင်တာကိုတမီးတို့ကတင်မခေါ်ခဲ့မိအောင် တမီးတို့နေမကောင်းတာပါပဲအဲ့ဒီအတွက်အားလုံးရဲ့ကိုစားတမီးရပဲအဖအကိုအနုညွတ်တောင်းမှမှာလေအဖရေအဖများနားလဲရင်ကားပြက်အဆုတ်များကိုကားအကောင်ဖြစ်သွားအောင်ချစ်ရှုပေးပါလားအဖရေဟင်ဒေါ်မြတီဟာကစကားပြောညက်ပါတယ်အစင်တန်းချင်းစန့်ချစ်ဘက်ရှိနေအဖိုးကြီးကိုလေးလေးဆဆတောင်းမှမြစ်တာရက်ခံလို့အကူညီတောင်းလိုက်ပါတယ်အဲ့ဒီမှာအဖိုးကြီးကဒေါ်အင်းမြတီဟာကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး ခေါင်းတညင်းရဲ့လုံရင်ကတမီးနားလေသဘောပေါက်ပြီလားဟုတ်ကဲ့တမီးခုသဘောပေါက်ခဲ့ပါ၏ဘာရင်အေးတမီးကပထန်းဆက်ကောင်းရဲ့သားနဲ့ကိုချင်းတီလာတစ်ချက်ရိုင်းသွားခဲ့တာကိုအဖကားကြောင့်နားမလဲပါဘူးဒါပေမဲ့နက်နက်ကြည့်ပေးပါမယ်လာအဲ့ဒီနောက်အဖိုးကြီးကအိုပါတင်ဖို့ရှင်းလိုက်ပြီးနောက်ကြံဝေဆက်ကူများကို အနည်းကြီးဖျားပြပြန်အလူခံရဲ့မန်တပ်မှာ အကုံသွားလူပြစ်လိုက်ပြီးကားနှစ်စီးရှိရာကိုခြေလမ်းကျကြီးနဲ့လှမ်းလာလိုက်ပါတယ်။ဘယ်ကပြတ်တာလဲ။နှစ်စီးစလုံးမှာအဖောင်း။ဩ300တန်းနဲ့ကားနှစ်စီးနဲ့ဗန်နယ်လုံးရက်နေပေးခံနေရပါလေ။ကိုင်းအဖိုးကြီးဟာကားကောင်းကိုလက်ဝါးနဲ့တုံးချက်စီတပုံးပုံးရိုက်ပြီးဟဲ့အခုချက်ချင်းအဲ့ရကထကြဒီလောက်အဲ့ရရင်တော်တော့ စံနိုးတော့လေရုံတော့မရုံပါဘူးဟုတ်တော်ရှိမဟုတ်တော်ရှိ ကျွန်တော်ကကို့ပါချေတို့ခေါင်းခန်းမှာထမ်းလိုက်တယ်လို့လင်းခရူစာဒရိုက်ဘာကလည်းကားဒရိုက်ဘာခန်းမှာဝင်ထိုင်ပြီးကားတော့လဲလို့ဆက်ကိုနှုတ်လိုက်ပါရောဟာဟင်အလိုလေးမျက်စွာပြန်ဟာအော်စာကောင်းလာချီလားကွာကားဆက်တန်းနှစ်ခုဟာပြိုင်သူနှိုးထလာပြီးပြေတော့မြပြိုင်မွဲဝင်မြင်လို့မန်းဖီနေကြပါရင်အဲ့ဒီချိန်မှာ တိုက်ပုံရှင်ကွဲနဲ့အဖိုးကြီးကကျောက်တို့အားလုံးကိုလက်ပြပြီးထွက်ပြေးသွားလိုက်ပါတယ်။အဖအဖရေခဏနေပါအောင်အဖရေဒေါ်အေးမြတီနာကကားဆက်တန်းတို့ရောဝမ်းသာရကနေပြေးထွက်သွားတဲ့အဖိုးကိုလမ်းအောင်ခေါ်လိုက်ပါတယ်။ကျွန်တော်ကလည်းကျေးဇူးတင်ဝမ်းသာလွန်လို့ကားပေါ်ဆင်းပြီးအဖရေအဖခဏလေးနေပါအောင်လို့အော်ခေါ်နေပေမဲ့အဖိုးကြီးကလုံးဝကိုလက်မကြည့်ပဲကားကိတ်ရှိရာကို အပြေးထွက်သွားကြတာပင် ဒါနဲ့ကျုပ်တို့လည်းစိတ်ကိုလျှော့လိုက်ပါတယ်ကျွန်တော်စိတ်ရင်ကအဖိုးကြီးကို တခုကျေးဇူးပြုခြင်းလို့သူဘလို့လူလဲရင် အမကြီးမအေးမြတီးဟာလူထူးလူဆန်းတူးလို့ယူဆရပဲမောင်းငယ်ဒီလိုယူဆလို့အမသူ့ကိုချွတ်ချွတ်တတပြောပြီးတောင်းမှန်လိုက်တာပဲအဲ့ဒါနဲ့သူကအခုလိုထူးထူးဆန်းလှုပ်ပြသွားတာပဲအေးပြာဆက်ပြင်းစရာတော့လက်မြောက်လိုက်ရတဲ့ကားကိုသူ့ရဲ့လက်ဝါးနဲ့သုံးချက်ပုတ်လိုက်ရုံနဲ့ကားဆက်ချက်ချက်နိုးတာ ကျွန်တော်တို့ဘဝမှာဒါပထမဦးဆုံးချင်းအံ့ဩစရာဖြစ်ကြုံရတဲ့မြင်ခွင်ပဲသူဟာဘယ်လိုလူလဲရင်အမကြီး အမကြီးတင်ပြောစမ်းပါဗျာကြည့်ရတာဂံမီးရပညာရှင်နဲ့တူတယ်ဘယ်လိုဂံမီးရပညာရှင်လဲရင်လောကီစကားနဲ့ပြောရင်ဝိဆာပင်ဝိဆာဝိဆာဆိုတာကရောခမထူဆန်းတော့ပညာရှင်ကိုခေါ်တာဝိဆာဟုတ်တယ်မေရှာဝိဆာလို့ခေါ်ကြရမလားမသိဘူးကွယ် အဲ့ဒီနောက်အချိန်လင်းသွားပြီဖြစ်တဲ့အတွက်အပြစ်မှာမှောက်နေမှာဆိုလို့သုံးခွမြို့ကအတိများကို ဖုံးဆက်နှုတ်ဆက်ပြီးရန်ကုန်လမ်းကြောင်းကို ပြောင်းလဲလို့ပြန်မောင်းလာခဲ့လိုက်ကြပါတယ်။ကျွန်တော်တို့အတန်းကြောင်းမောင်းလာလိုက်တာခီးတဲ့တင်ကားတစီပဲရှိကဖြတ်တက်သွားပါတယ်။ဒီလိုနဲ့တနိုင်ကြော်ခန်းမောင်းလာလိုက်တော့တန်လင်းမြို့အဝင်ခေကြီးကောက်တဲ့နေရာလေးရောက်ရောဟာဟိုမဟိုမကျွန်တော်ဇနီးကခေးဝင်ချေးပင်းနေရဲ့ကျွန်တော်ပခုံးဆွဲပြီးတနေရောင်အရေးတကြီး လက်ညှိုးထိုးပြလို့လှည့်ကြည့်လိုက်တော့ဟာအဘဟိုအဘပါလားနောက်ကလိုက်လာတဲ့ဒေါ်အီးမြတေးတာတို့ကားကလည်းချက်ချင်းတွေ့သွားပြီးကားကိုလက်နှပိထိုးရလို့ကားဘကဆင်းလာကြပါရောအဘကျုပ်တို့ဝမ်းတာအာရလမ်းခေါ်ကြရောအဘကတိုက်ဖို့ရင်ွယ်ကြီးကရှင်မွေနုံကုန်းတက်လေကားကနေမတက်ရက်ပြီးလက်ဝင်ရံပြလို့လေကားထမြားတိုင်းကုန်းတံပေါ်ကို အပြေးတက်သွားပါရော တွေးပြီးမောင်ငယ်ရေသူဘယ်ကားနဲ့များပါလာလဲမသိဘူးလာလာကျေးဇူးတင်စကားပြောရင်လက်ဆောင်များပေးရင်ကြောကြရအောင်လာကြဟိကျွန်တော်တို့ကားနှစ်စီးပေါ်ကလူငါရောင်အဖတိုက်ပုံရင်ခွဲကြည့်အပြေးတက်သွားတဲ့ရှင်မွေနုံတာမော်လီကားမြောက်နေမီတာမော်ကိုစူးစားတက်ခဲ့ကြပါလိမ့်မွေနုံတာမော်ရောက်တော့မောနေကြပါလိမ့်ဒါနဲ့အဖကိုလူခွဲပြီးရှာကြပါလိမ့်လုံးဝမတွေ့ရအောင်ဖျားရင်မြေပေါ်မှာလူလေး၅၆ဦးနဲ့ရဟန်းနှစ်ပါးပဲ ရှိနေပါတယ်။ဒါနဲ့လူအုပ်စုကို ကျွန်တော်ကမေးမြန်းစုံစမ်းကြည့်တာပေါ့။ဒီဒီမှာခမညာတစိမ့်ဆဆောကဒီရင်ပြတ်မမစပင်ရှိရှိ တိုက်ပုံရှင်ခွေရင်ဘက်မှာအင်းစာအကွက်ကြီးနဲ့ယောဂီရောင်လွယ်အကြီးလွယ်ထားတဲ့အဖို့တူပြတွေးမိကြသေးပါလားခမညာ။ဟင်းအင်းမတွေးမိပါဘူး။ဟိုညီမရော တွေးမိလားယင်။ကျမတို့ဒီဘက်မှာရှောင်းညာကြပြီးရှင့်အကိုကြီးပြောတဲ့ပုံမှန်တရံနဲ့အဖို့တရားမှမတွေးပါဘူးရှင့် ဟင်အခုလေးတင်တတ်သွားတာခမဟုတ်လားမသိမိတာတော့အမှန်ပါရှင်အဲ့ဒါနဲ့မကျေနပ်နိုင်သေးပါဘူးရှင်ဝင်တို့တောင်မှမှာအထုလန်းတလန်းရှိနေပါတယ်အဲ့ဒါကငမိုးရဲ့ရေကန်ကို သွားတယ်လမ်းမှာပဲအဖို့သွားရင်ဒီလမ်းမှာရှိပါတယ်ကျန်တာကအုပ်ရိုးတိုင်းခတ်ထားတဲ့ကျောက်အနက်ကြီးတွေဆင်းသွားစရာလမ်းလုံးဝမရှိပါဘူးအဲ့ဒီမှာရဟန်းအိုတပါဓမြစီလဲနေအောင်တွေ့ရရောဘုံမောင်ဖျား ဝေဘာကိစ္စညာလဲကွယ်ဘုံဘုံဒီညမှာဓမြစီလဲညာကြာပြီလားယင်အင်းကြာပြီကွယ်ဘာဖြစ်လို့လဲဒါဒါဆိုတိုက်ပုံအကြီးရင်မတ်ဟာပြင်ရင်ဘတ်မှာစမကွက်အင်ဂျီနဲ့စပင်ရှိရှိ လွဲအညိုလွဲထားတဲ့ပါကြီးတယောက်ဒီလန့်ထွက်သွားတာမြင်လိုက်ပါလားဖျားမမြင်ဘူးကွယ်ဖုံဘုံကဓမြစီလဲညာကြာပြီဒီညကဘသူမှဖြတ်မသွားသေးပါဘူး ဟင်အိုးဖះရင်ဆန်းလာချီလားကွယ်ဒါနဲ့ကျွန်တော်တို့အားလုံးတယောက်မျက်နှာတယောက်ကြည့်ပြီးစဉ်းစားမြအံ့ဩနေရကဖုံးတော်ကြီးကိုဥကုံချပြီးတစ်ပင်များအောင်ပန်းရုံများအောင်ဒေသစာရီဖះရုပ်ထုများဝင်းချင်းတိန်လုံအဆောက်အုံများအတွင်းသာမက ရှင်မွေနိုးစီတီကိုပါလူစုခွဲ၍ပိုက်စိတ်တိုင်းဖက်ရှာခဲ့ပါတော့လေအဲ့ဒီထူဆန်းအဖွဲကောင်းလာတဲ့အဘတိုက်ပုံရှင်ွယ်အဘ တိုက်ပေါ်ရှင်ွယ်အဖိုးကလုံးဝရှာလို့မတွေ့ခဲ့အားလုံးအအောင်လို့မဆုံးအမကြီးပြောသလိုဂမ်မီယဝိဆာမြေရှာဝိဆာဆိုတာဟုံများဟုတ်နေရောတလားဒါမျိုးလူလောကမှာတကယ်ရော ရှိနေရောတလားဒီမှာပဲကျွန်တော်တို့အားလုံးစေတီတော်ကိုလက်ဥချပြီးဆူတောင်းလိုက်ကြပါတယ်အဘကိုရောစိတ်ပါ ကျမ်းမာချမ်းသာပါစေနောက်တစ်ချိန်ပြန်တွေ့ချင်ပါပြီအဘရင်ตาရဲ့မိုက်ပြေရမ်းပြေကို ခွန့်လို့ပါနော်အဘ ရိသတ်များရှင်အခုတင်ဆက်ပေးကြတဲ့စံတန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်အပေးကြတဲ့ပရိသတ်များအလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။စံတန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။နောက်နေ့တွေမှာလည်းဘယ်လိုစံတန်လေးကိုတင်ဆက်ပေးမယ့်ဆိုတာပရိသတ်များကစောင့်မျှော်အပေးကြည့်ရှုပေးကြပါဦးရှင်။ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့စံတန်များနားဆင်ရင်ပရိသတ်များအလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့ ကျမတို့ channel လေးမှာစွတ်တောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။